။နွားစစ်တပ်ကရခိုင်ဘက်မှာအတန်မထွက်ဘူးဖြစ်နေတယ်ပေါ့နော်။အဲအဲ့အတန်မထွက်တဲ့ဟာဘာလို့လဲဆိုရင်မေးတဲ့ခါကျတော့ အသံထွက်လောက်အောင်အနေထားမရှိလို့ပေါ့ဗျာတဲ့။အောက်မှာသူက drone နားမှာသူကစုပြီးတော့ drone ပြင်နေကြတာ။သူတို့ drone ပြင်နေကြ။အဲ drone ပြင်နေကြတဲ့ရှင်တက်တယ်ဝင်ကြုံပြစ်တာ။ drone ကလူတွေကလစ်ကုန်။ဒါကရှေ့ဒါဆန္ဒပြတဲ့ဟာတွေတက်ထောက်ခံရေးပွဲတွေအဲလိုပွဲမျိုးတွေမှာလည်းဒီလိုပုံစံမျိုးတွေကရှိခဲ့ပြီးသား။အဲဒါကြောင့်မို့လို့လဲငါးတောင်စားဆိုတဲ့ပုံစံမျိုးပေါ်လာခဲ့တာဖြစ်တယ်။အခုတော့ပြောင်းခေါ်ရတော့မယ်ပေါ့နော်။ဒါသုံးသောင်းစားတွေပေါ့နော်။သုံးသောင်းစားတွေ။ မင်္ဂလာပါဒီနေ့ကစက်တင်ဘာ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလဲဒါမင်းအောင်လှိုင်ရဲ့လောက်ွက်တွေပါဗျာမင်းအောင်လှိုင်ရဲ့လောက်ွက်တွေဒါ3000စားအကြောင်းနေပါတော့6800စားတွေ3000စားတွေမျိုးစုံမဲ့တကောင်း9000စားထက်တော့မြင့်သွားပါတော့ကုန်သိန်းနှုန်းတွေတက်လာတဲ့တုံးအဲ3000စားအကြောင်းနေလဲပါမယ်အဲပြီးတော့ကျတော့ကချင်ပြည်နယ်ပမော်မှာ drone ပြင်နေရင်း ਨੇ drone စာမိသွားတယ်စစ်ကောင်စီဘုံမှုနဲ့အဖွဲ့အကြောင်းတွေလည်းပါမယ်။အဲပြီးတော့ဒါကြောက်ဖြူမှာအင်အားတွေတိုးချဲ့ဖို့စူးစမ်းလာတဲ့အပြင် စစ်ကြောင်းတွေခွဲပြီးတော့ထိုးလာတဲ့ဟာတွေပေါ့နော်အဲ့ဒီဟာအပေါ်မှာကျွန်တော်တို့စုံစမ်းသိရှိရတဲ့ဟာလေးတွေပေါ့နော်အဲပြီးတော့ကြတော့ဒါဆက်ဆက်ပြီးတော့ပြောစရာအကြောင်းအရာလေးတွေအများကြီးရှိတာပေါ့နော်အတက်စရာတွေလည်းအများကြီးပါတယ်အဲ့တော့ပထမဆုံးတော့ဒါဒီနေ့ဒါကျွန်တော်တို့သိရတဲ့ထဲမှာဒါမင်းအောင်လိုင်းကဒါသူရုရှားကနေပြန်လာပြီဆိုတဲ့အချိန်မှာအမြဲတမ်းမှလုံလေလုံထရှိတဲ့အကြောင်းအရာပဲအဲ့ဒါသူပြန်လာပြီဆိုတဲ့အချိန်မှာကြိုခိုင်းနေပေါ့နော်ဒီကောင်တွေကအဲ့လိုပဲသူတို့ကသူတို့ဘယင်လိုသူတို့ကသူတို့ဒါနတ်ဖျားတွေလိုအဲ့လိုမျိုးပုံစံအယမ်းလောက်တာနေပြန်လာပြီဆိုတော့အာ နန်းစီရီယန်တွေကြိုရမယ်ဌာနဆိုင်ရာတွေကြိုရမယ်အမှုပညာရှင်တွေကြိုရမယ်အဲလိုပုံစံမျိုးဟိုမှာတေဝါတဲ့ကောင်တော့လည်းကြည်ပါလားဒါနိုင်ငံတော်ဇာမနာဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါဒါတေရွာဘယ်နှစ်ယောက်မလာမနေရဆိုတဲ့ပုံစံမျိုးနဲ့လောက်ခဲ့တာတွေရှိတယ်ပေါ့နော်မြင့်ဆွေတို့ဘာလို့တော့အဲလိုပုံစံမျိုးလောက်ခဲ့တဲ့ကောင်တွေဖြစ်တယ်ပြီးရင်ဒီဥစ္စာကိုတို့ကအယံအယူမှုဖြစ်တာဒီဟာကိုတို့ကိုတို့ကိန်းကိန်းနဲ့နေတယ်အချွေရန်တင်းမင်းနေအများကြီးနဲ့နေတယ်ဆိုတဲ့ဟာကိုအယံအယူမှုဖြစ်တာအဲ့ဒါတန်ရင်မှုဆိုတဲ့ကောင်တွေကအစပေါ့နော်ကျွန်တော်မြင်ခဲ့ဘူးတယ် နော်ဒီခုဒါတစ်တစ်တမမှုဒါနောက်ချုံမှာပေါ့နော်ဒါမြင့်ဟင်းဆိုတဲ့တယောက်ဆိုလဲအဲ့လိုပဲအတူပြန်လာပြီဆိုတဲ့အခါကျရင်အာကားဘွားနေသူဆင်းလိုက်ပြီဆိုတာနဲ့ကားဘေးနားမှာတန်းစီပြီးတော့သူ့ကိုအလေးပြုဖို့အတွက်ပေါ့နော်အရာရှိအကုန်လုံးစောင့်ပြီးတော့အဲ့လိုကြိုးရတဲ့ပုံစံမျိုးတွေကိုအရန်သဘောကျတဲ့ကောင်တွေရှိတယ်ပြီးတော့ဒါဒီအရာရှိအထက်မှာဆိုလဲအဲ့လိုပဲအာသူကလုံးဝလက်မပါချင်မပါကောင်းနေအောက်ကရဲဘော်တွေကထမင်းခူးကျွေးမှစားမယ်ဆိုတဲ့ကောင်းနေအာဝါပြီးတော့ခွန့်မကျွေးရအောင်တမယ်ပဲ အဲ့လိုရရှိလေစေကောင်စီထဲမှာအများကြီးပဲတော့ပေါ့နော်အခုအဲ့အဆင်နေတယ်မဟုတ်ဘဲနဲ့ပေါ့နော်ဒါမင်းအောင်လိုင်တို့လိုကောင်တွေကဒီလိုလုတ်ပြနေတော့အောက်ကကောင်တွေကလည်းအဲ့ဟာကိုဒါသူကဒါရပိုင်ခွင့်လုတ်ပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့အယူမှုဖြစ်သွားဒီချွေရန်သိမင်းနေများတဲ့ဟာကိုသဘောကျအဲအဲ့လိုမျိုးတော့ကြအဲ့ဟာကိုဒါအခုလေသူကငွေကြေးပေးတယ်ပေါ့နော်ငွေကြေးပတ်စံ3000ပေးတယ်3000သားတွေပေါ့နော်ပေးတယ် အဲသူတို့သွားလာကပေးတယ်သွားစိတ်လာစိတ်ပေါ့နော်အပြင်တဲခိုကတွေဘာတွေအစပေးတယ်စားစိတ်တွေပေးတယ်အပြည့်ရနဲ့ခုနဒါမုံဘိုးသုံးသုံးမှာပေးတယ်ပေါ့နော်အော်ဒါကဟန်ပြလှုပ်ဆောင်မှုတစ်ခုလည်းဖြစ်တယ်ဟန်ပြဘာလို့ဟန်ပြချင်တာလဲအခြားနိုင်ငံတွေကသူ့ကိုကြည့်တဲ့အခါမှာသူကဒီလိုမျိုးကောင်းဆောင်တယောက်ဖြစ်ပါတယ်သူ့ကိုပြန်ရောက်တဲ့ချိန်မှာခဏလေးပေါ့နော်ပြပကိုခဏလေးထွက်သွားပြီးတော့ပြန်လာတာတော့မှပဲသူ့ကိုဒီလိုမျိုးကြိုဆိုတဲ့သူတွေကအများကြီးရှိပါတယ်ဆိုတဲ့ပုံစံမျိုးပြချင်တာလည်းပါတယ် ်အဲပြီးတော့ကျတော့ဒါအပေါ်စားစီယုံမှုပေါ့နော်ပတ်စံပေးပြီးတော့စီယုံခိုင်းနေတဲ့ဟာမျိုးတွေအပေါ်စားစီယုံမှုဒါစစ်ကောင်စီတဲကစစ်ကောင်ဆောင်တွေကအများနဲ့လှုပ်တက်တဲ့အလုပ်ပေါ့နော်ကြက်ဦးလေးပေးလိုက်အဝိစာလေးပေးလိုက်ကြောင်းဖြူစိမ့်လေးပေးလိုက်အဲလိုပုံစံမျိုးနဲ့ပေါ့နော်အသားလေးငားလေးပေးလိုက်နဲ့သူတို့ရဲ့အဲသူတို့ကိုချစ်ခင်အောင်လေးစားအောင်ဆိုတဲ့ပုံစံမျိုးလှုပ်ပြနေတာရှိတယ်ဒါပေမဲ့တကယ်တကယ်ချစ်ခင်လေးစားမှုရလားဆိုဘယ်ရမလဲဒီကောင်တွေလှုပ်ရက်ကပဲဒါလူတို့ကကြည်တာပေါ့နော်အဲ့ပြီးရင်သူတို့ဘက်ကကောင်တွေကတော့ဟုတ်တယ်ဒီကောင်တွေကတော့ ပတ်စံဒီလိုမျိုးမရဘူးဒီလိုမျိုးဒါစည်းစကားခံပြီးတော့ခေါ်တာမျိုးတွေသူတို့မရှိဘူးအဲလိုမျိုးကြောင်းမလို့ဒါသူတို့ကတော့လိုချင်တတ်မှတ်မှုရှိမှာပဲပေါ့နော်ဒါပေမဲ့အုံနောက်ရှိတဲ့သူကကြတော့ဒါကိုမြင်တယ်ဟာမင်းတို့ကောင်တွေကအခကျင်းငွေပေးပြီးတော့ကြေးစားပုံစံမျိုးလိုက်လုပ်ပေးနေရတဲ့ကောင်တွေပဲဒါကရှေ့ဒါဆန္ဒပြတဲ့ဟာတွေတက်ထောက်ခံရေးပွဲတွေအဲလိုပွဲမျိုးတွေမှာလည်းဒီလိုပုံစံမျိုးတွေကရှိခဲ့ပြီးသားအဲဒါကြောင့်မလို့လဲငါးထောင်စားဆိုတဲ့ပုံစံမျိုးပေါ်လာခဲ့တာဖြစ်တယ်အခုတော့ပြောင်းခေါ်ရတော့မယ်ပေါ့နော်ဒါ3000စားတွေပေါ့နော်3000စားတွေအဲ့တော့ဒါနဲ့ပတ်သက်လို့ဒါကြောင့်အခုစဉ်းစားမိတာလည်းရှိတယ် အဲ့ဒါပါလဲဆိုတော့ဒါဒီလိုမျိုးအပေါ်စားစီယုံမှုတွေကအခုချိန်မှာကျတော့သွားပြီးတော့အသုံးဝင်နေတာတွေတွေ့ရဒါဆိုရင်မူတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့တချို့ဆိုသူကမထောက်ခံဘူးမထောက်ခံဘူးဒါပေမဲ့ပတ်စံ3000ရမယ်ဟိုတီတီသွားလာခွင့်ရမယ်နေစိတ်စားစိတ်ရမယ်တစ်ရက်လားနှစ်ရက်လားအဲအဲ့လိုမျိုးအတော်တွင်းမှာသူတို့ကိုဒါတကာခံပြီးခေါ်မယ်ပေါ့အဲပြီးရင်ပြန်လာရင်မဟုတ်ဘူး3000မှာရအောင်မယ်ဆိုတော့အခုလိုမျိုးကြက်တဲခက်ခဲနေတဲ့ကာလမျိုးမှာဒါရရင်မနေဘူးကွာဆိုပြီးတော့ပါသွားမယ်သူတွေတဲမှာဂျားနေဆိုတဲ့ပုံစံမျိုးကြီးလည်းရှိနိုင်တယ် အဲတခါလီကြရင်ကျွန်တော်မြင်ဘူးလိမ့်မယ်ရှေ့ဒီတက်ထောက်ကံပွဲတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမဲဆွယ်စည်းရုံးကြီးတွေမှာပဲဖြစ်ဖြစ် NLD အင်ဂျင်ဆိုလဲဝစ်ချလိုက်တာပဲကြံ့ခိုင်အင်ဂျင်ဆိုလဲဝစ်ချလိုက်တာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးဝစ်ပြီးတော့ light off တဲ့ခါကြရင်ပေးမဲ့ဓာတ်ပေါက်ဘူးလားစားရမယ်ထမင်းဘူးလားစားရမယ်ပတ်စံ9000လားယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာမျိုးတွေရှိတယ်အေးအေးတိုင်ရင်တောက်မယ်အဲအဲ့လိုမျိုးအော်ဆိုအော်လိုက်မယ်ဘာမှပြင်မနာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သွားတဲ့သူတွေကျွန်တော်တို့မြင်ဘူးလိမ့်မယ်အဲ့လိုလူမျိုးတွေကြတော့ဓာတ်မျိုးတွေကိုသူတို့က ဒီလိုအခွင့်အရေးကိုရတာဟာမနေဥခဆိုတဲ့ပုံစံမျိုးအဲနောက်တစ်ခုကဒီလိုကြက်တဲခက်ခဲနေတယ်ဆိုတာကစစ်ကောင်စီလောက်တာပဲဒါကလေနိုင်ငံကချွတ်ချုံကြာလာတဲ့ခါကျတော့ဒါကုံစင်းနှုံးတွေမြင့်တက်လာတယ်အဲ့တော့တနေ့လုံးမှဒါလုံးလို့ရတဲ့ပမာဏကစီတပူးစာတော်မှလောကကကပေါ့နော်စီတပူးစာတော်မှဝယ်လို့မရတဲ့အနေထားမျိုးတွေမှာဒီလိုမျိုးဟာကမဟာအခွင့်ရေးဆိုပြီးတော့ပါသွားမဲ့သူတွေရှိလာတတ်တယ်ပေါ့နော်အဲ့ကြတော့အဲ့လိုမျိုးသူကအင်အားအများကြီးပေါ့ဗျာအခုဆိုသူခေါ်ထားနေပဲအစုံပဲနန်းစီရီကနေပါမှာပဲဌာနဆိုင်ကပါမှာပဲ နုပညာရှင်တွေပါမှာပဲစစ်တကားကောင်တွေပါမှာပဲပြင်တရွာကိုဘလောက်ဆိုတဲ့ကောင်တွေလာမှာပဲအဲ့လိုပုံစံမျိုးတရက်ကွက်ကိုဘလောက်ဆိုရင်ဒါဘယ်နှယောက်ဆိုရင်လာခဲ့ဆိုတဲ့ပုံစံမျိုးတွေကခေါ်မှာအဲ့သူ့ရဲ့အင်အားအများကြီးကိုကြည့်ပြီးတော့ဒီဘက်ကတော်လန်ပြည်သူတွေကိုစိတ်သက်စစ်စင်လှုပ်ချင်တာလဲဖြစ်မယ်ပေါ့နော်အဓိကတော့ဟာဒီကောင်တွေကိုအလောက်တော်ထောက်ခံတဲ့သူတွေရှိသေးတာလားငါတို့လောက်ရတဲ့မြမားနေပြီလားဒါလိုမျိုးကြားနေတယ်လဲတွေးကောင်တွေးနိုင်တယ်အဲအဲ့လိုပုံစံမျိုးတွေလည်းရှိနေတယ်ယုံကြည်ချက်မပြတ်သားတဲ့လူမျိုးတွေပေါ့နော်အဲဒါမျိုးတွေအတွက်ကိုသူကစီးယုံလှုပ်တော်တဲ့ပုံစံမျိုးနဲ့ စိတ်သက်စိတ်ဆင်ရေးလောက်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့ဒါတွေကိုကျွန်တော်တို့လုံးဝအမြင်မလွဲမှားဖို့လိုတယ်။ဒီဟာတွေကအတုအယောင်နေတာဖြစ်တဲ့ဟန်ပြတက်တက်တာဖြစ်တယ်ပေါ့နော်။အဲ့ပြီးတော့ဒီလိုမျိုးလိုက်ပါလှုပ်ဆောင်ပေးနေတဲ့ကောင်တွေကလည်း ြေးစားသက်သက်သာဖြစ်တယ်ပေါ့နော်ပတ်စံပေးပြီးခိုင်းရင်အကုန်လုတ်ပေးမယ်ဆိုတဲ့ကောင်မျိုးတွေဖြစ်တယ်ဆိုတဲ့ဟာကိုလည်းသိဖို့လိုတယ်ပေါ့နော်အဲဒါဆိုတော့အဲ့3000သားတွေအနေနဲ့လဲပေါ့နော်ဒါကိုသိခါနဲ့ဒါမလဲကြနဲ့ပေါ့နော်ပတ်စံ3000နဲ့ပေါ့နော်ရွံစရာကောင်းတယ်ပြတော့ဒါငွေပေးခိုင်းရင်အကုန်လုံးလုတ်ခိုင်းလို့ရတယ်กว่าဆိုတဲ့ပုံစံမျိုးနဲ့ဒါကုသိခါကိုချမနေနဲ့ပေါ့နော်အာနာရှင်ကတော့ဒါဒီနေရာမှာသူကတောက်လျှောက်ဒီလိုမျိုးပုံစံမျိုးလုတ်มาပဲဒါပေမဲ့သူ့ရဲ့လုတ်ရက်ကတကယ်မြေပြင်အရှိတရားဘာတွေလဲဆိုတာကိုမြင်တတ်ဖို့လိုတယ် ဒါဘုံကျက်တက်ဖြတ်နေတာတွေရှိတယ်တောက်လျှောက်ပဲလုံဆောင်နေတဲ့ဟာတွေကအများကြီးပေါ့နော်လက်တလုံးပါကိုပဲဒါ28ရက်နေ့ကဒါဘကိုးတိုင်းကျုံးမြောက်မြို့နယ်တွေကပေါ့နော်ဒါဥယျာဉ်ကြီးရွာမှာ drone နဲ့ဘုံကြီးချပြီးတော့ကျဲချွားတယ်ဘုံကျဲွားတယ်ပေါ့နော်အဲ့မှာအိမ်ကြီးဆုံးဖြတ်တက်လို့အပေါ်ကြီးပွင့်ထွက်သွားတယ်ပွင့်ထွက်သွားပြီးတော့ဒါတိုက်ခံအိမ်လေးပေါ့နော်အဲ့အိမ်ပွင့်ထွက်သွားတယ်အဲ့မှာဒါဆက်ကျက်နေတဲ့ဒါចောင်းသားတယောက်ကလေးတယောက်တေးတယ်ပေါ့ဗျာဒါမိဘတွေဆိုရင်ကွဲအော်ဟင်းငိုယုံနေဟာလောက်ကြပါအောင်ဗျာကြည့်ကြပါအောင်ဗျာဆိုပြီးတော့အဲ့မှာ ဘာမှကိုမတက်နိုင်လိုက်ဘူးဗျအိမ်ထဲမှာလိုက်ပြီးရိုက်ပြရချိန်မှာအာသူ့အိုင်နေသူ့ကွက်တွေနဲ့အဲ့လိုပုံစံမျိုးပေါ့အဲ့ကြတော့တကယ်အမြင်ပြမှာကြတော့ဒါပြည်သူကိုနှိပ်စက်တက်ဖြတ်တာတွေလုပ်နေတဲ့ကောင်ကပြည်သူရဲ့ထောက်ခံမှုရကျင်နေတဲ့အတွက်ဒီလိုမျိုးပုံစံမျိုးတွေငွေပေးပြီးတော့စီးယုံနေတယ်ဆိုတဲ့ဟာကိုမြင်အောင်ကြည့်ဖို့လိုတယ်ငါတို့ကဒီလိုမျိုးအတုံးချခံနေဖြစ်နေပြီလားဆိုတာလည်းသိဖို့လိုတယ်မင်းတို့လုံးဝကအဘမအဘဆိုတဲ့ကောင်တွေကတော့မပြောတော့ဘူးအဲ့ကောင်တွေကလည်းကိုယ်တမိုင်းကိုရေးမဲ့ကောင်တွေပေါ့နော်အဲ့တော့ဒါကတော့ထားလိုက်တော့ တော့ခုနလိုမျိုးလောက်ရက်တွေကိုတောက်လျှောက်မြေပြင်မှာကျူးလွန်နေရတာနဲ့ဟမ်အဲဒီလိုမျိုးဒါငွေကြေးလေးရလို့ဒီလိုကောင်မျိုးသွားထောက်ခံလိုက်မယ်ဆိုရင်တော့ဒါလူမိုက်အားပေးပဲလို့ဒါကျွန်တော်ပြောရမှာပဲပေါ့နော်အဲ့တော့ဒီကောင်ကသူ့အတွက်အဲ့လိုလှုပ်ဖို့အတွက်ဘာမှသူကမခဲရင်အခုကြည့်လေသူကအဲ့လိုမျိုးလှုပ်ဖို့အတွက်ကိုသူကအဲဒီပတ်စံပေးတာတွေဈေးစကားခံတာတွေကိုသူကသူ့ရဲ့မိဖက်စီးပွားရေးသမားတွေလုပ်ငန်းရှင်တွေကိုခိုင်းတာတကာခံခိုင်းတာအဲ့တော့မင်းတို့အဲ့ဒါပေးလိုက်ကွာအဲမင်းတို့ငါ့အတွက်လူစုပေးကွာအဲ့ဒီလူစုဘုံကြစိတ်အတွက်ကိုမင်းပေးလိုက်လူစုမဲ့လူကဘသူကစုပေးလိမ့်မယ် ။ဘယ်နှစ်ယောက်လာလာမင်းတို့ပေးလိုက်ကွာ။ပေးမှာပေါ့အဲကောင်တွေကလေ။ဘာလို့လဲဆိုတော့ तू ပြန်ရမှာလေ။ပြန်ရမှာ။အဲစစ်ကောင်စီနဲ့အခုလိုမျိုးခရိုနီဆိုတဲ့ကောင်တွေကတည်တဲ့အတိုင်းပဲပေါင်းစားပင်းစားလှုပ်စားတဲ့ကောင်တွေဗျာ။အဲ့တော့နိုင်ငံရဲ့တင်စားတဲ့အရာတွေကိုခိုးထုတ်မယ်ကိုကျိုးရှာမယ်တရားမဝင်လုပ်ငန်းတွေလုပ်မယ်အဲ့လိုလုပ်ဖို့အတွက်စစ်ကောင်စီနဲ့သဘောတူညီမှုတွေရမယ်ပါမစ်တွေရမယ်ဒါမျိုးပုံစံမျိုးတွေမျှော်ကိုပြီးတော့ဒီကောင်တွေကလည်းပေးမှာပဲရင်းမှာပဲအဲ့လိုပုံစံမျိုးကိုလုပ်နေတယ်ဆိုတဲ့ဟာကိုဒါကြောင့်များများလေးဖော်ထုတ်ပြနိုင်ဖို့လိုတယ်ပေါ့နော်အဲအဓိကဒီကောင်ရဲ့လုပ်နေတဲ့လုပ်ရက်တွေရဲ့နောက်ွယ်ကဟာတွေကဘာတွေဖြစ်တယ် ပြီးရင်အဲ့လိုမျိုးလုံနေတဲ့ကောင်ကပေါ့နော်လူလူထောက်ခံမှုယုံကြည်မှုရအောင် လုံနေတဲ့ကောင်ကမြေပြင်မှာတော့လူလူကိုနှိမ့်စင်နေမြဘုံကျဲတက်ချမှတ်မှုတွေလုံနေတယ်ဆိုတဲ့ကောင်မျိုးဆိုတဲ့ဟာကိုဖော်ပြနိုင်ဖို့ရည်ကြီးတယ်။အားကြောင့်မလို့လဲကျွန်တော်ဒီစကားတွေကိုပြောကြတာပေါ့နော်။အဓိကတော့မင်းအွန်လိုင်းဆိုတဲ့ကောင်က အာနာရှင်သာဖြစ်တယ်။ပြည်သူကိုနှိမ့်ဆက်တက်ပြတ်နေတဲ့ကောင်သာဖြစ်တယ်။အဲ့တော့အဲ့လိုကောင်မျိုးကိုတွားပြီးတော့ထောက်ခံနေတယ်ဆိုတဲ့ကောင်တွေကလည်းသိကြတယ်မင်းတို့ကမြောက်လိုင်းနဲ့အတူတူပဲတကိုင်းနေပဲအဲ့တော့ဂျားနေဆိုတဲ့သူတွေအတွက်ကိုစဉ်းစားစီချင်တာပေါ့နော်ဒေါ်လန်ပြည်သူတွေကတော့အုံနောက်ရှိတယ်မလုပ်ဘူးပဲတော့မှာ အဲဒါမဲ့အဲ့လိုလုံနေတဲ့ကောင်တွေကိုလည်းတနည်းနည်းနဲ့ဒါပေါချာဆုံးပါပဲဘောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါအာနာရှင်ကိုအားပေးတယ်ဆိုတဲ့ကောင်ကတော့အာနာရှင်နဲ့အတူတူပဲလို့ကျွန်တော်တို့ကယူဆတယ်ဘောနော်နောက်တစ်ခုနောက်တစ်ခုလေးကျွန်တော်ပြောချင်တာရှိတယ်အဲ့ဒါအဲ့ဒါအားရစရာတည်းအဲ့ဒါကဘုံဘုံမှာဖြစ်သွားတဲ့ဟာပေါ့နော်ဘုံဘုံမှာတိုက်ပွဲတွေစတိုက်ဖြစ်ပွားဒီရက်ထဲမှာတော်တော်လေးကိုဒါပြင်းပြင်းထန်ထန်ဖြစ်ပွားလာရှိတယ်အဲ့ဒီထဲမှာဒါဖြစ်စဉ်တစ်ခုရှိတယ်ထူးထူးခြားခြားပေါ့နော်အဲ့ဒါကဒါကျွန်တော်စုံစမ်းသိရှိရတဲ့ဟာဖြစ်တယ်တော်လိုင်းတပ်ဖွဲ့တွေရဲ့ drone အစွမ်းကြောင်းမလို့ပေါ့နော်စစ်ကောင်စီဘုံမှုတအုပ်အပါ၄ဦးအသက်မရှူဘူး ်တမ်းရှူပြီးရင်ဒါစစ်ကောင်စီရဲ့ရန်တမ်းပြစ်ခတ်နေတဲ့တရား၅မမဒါလက်နေချင်းအမြောက်ပေါ့နော်အဲဥစ္စာကိုလည်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့ဒါလည်းတကယ်မိုက်တယ်အဲအဲ့ဟာဒီရက်ထဲမှာကဒါဘုံဘုံမှာတိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်တယ်ဝိုင်းမော်ဘတ်ချက်ကနေလည်းဇက်တိုက်တိုးတာတွေလည်းရှိတယ်အဲ့ပြီးတော့သူတို့အခုလိုမျိုးပေါ့နော်နေ့စဉ်ရက်ဆက်တိုက်ပွဲတွေဖြစ်လာတဲ့ခါကျတော့မြေပြင်မှာထိတွေ့မှုတွေရှိတဲ့ခါစစ်ကောင်စီဘက်ကအထိနာအထိနာတဲ့ဟာကလည်းအခုလိုပုံစံမျိုးကြောင့်မလို့အထိနာတာတော်လိုင်းတပ်ဖွဲ့တွေက drone နဲ့သွားပြီးတော့ဘင်းလို့ပေါ့နော်အဲ့ မူမူနဲ့၄ယောက်တည်သွားတဲ့ဖြစ်စဉ်ဆိုအရန်ကြီးရသူကဒရုန်းနဲ့ဒါလုံးဝဒါအသေးခံဒရုန်းနဲ့တိုက်ဖို့အတွက်ကြည့်တဲ့အချိန်မှာပေါ့ဒီကောင်နေကအောက်မှာသူကဒရုန်းနားမှာသူကစုပြီးတော့ဒရုန်းပြင်နေကြတာသူတို့ဒရုန်းပြင်နေကြအဲ့ဒရုန်းပြင်နေကြတဲ့အချိန်ကိုတဲ့တဲ့ဝင်ကျုံပြစ်တာပေါ့ဒရုန်းကလူတွေကလစ်ကုန်ဟာအဲ့လိုပုံစံမျိုးတွေကိုဖြစ်သွားတာပေါ့နော်ဒရုန်းပြင်နေနဲ့ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ရှော့တယ်ဆိုတာကနည်းနည်းစားတာပေါ့နော်အကေအိုင်နဲ့တော်လိုင်းတက်ဖွဲ့တွေ PDF တက်ဖွဲ့တွေအရက်နိုင်ကျင့်တာပဲပေါ့နော် အဲအဲ့ဥစ္စာလည်းဒါဖြစ်စဉ်ကတကယ်အားရစရာကောင်းတယ်ဗောနော်အဲပြီးရင်ဒါစစ်ကောင်စီဘက်မှာဒါလက်နေကြီးပြစ်တာဗောနော်လက်နေကြီးပြစ်တာကတော့ဟိုနေရာလက်နေကြီးထိုင်လိုက်ဒီတက်ထဲမှာလက်နေကြီးထိုင်လိုက်အဲ့လိုထိုင်ပြီးတော့ပြစ်ခတ်နေတဲ့လက်နေကြီးတဲ့ကတလက်ဖြစ်တဲ့တရငါမမလက်နေကြီးတလက်ကိုဗောနော်အမြောက်တလက်ကိုတလိုင်းတက်ဖွဲ့တွေက drone နဲ့ပဲခုနလိုအသေးခံ drone နဲ့ပဲ ဒါတိုက်တိုက်ခိုက်ပြီးတော့ဗောနော် အာဖြည့်ဆည်းနိုင်ခဲ့တယ်ဆိုပြီးတော့သိရတယ်။အဲ့မှာဒါပြောတဲ့ဟာလေးဆိုရင်အရန်အားရစရာကောင်းတယ်ဗောနော်အအသေးခံ drone နဲ့ဆော်တာဗောနော်ပြီးခဲ့တဲ့ပတ်ကဖြစ်တာဗောနော်အ105မမတလက်အပြင်ဗိုလ်မှူးတစ်ယောက်နဲ့အပါဝင်၄ယောက်ဗောနော်အဲ့ဒါရလိုက်သေးတယ်ဗောနော်နေရာတိုင်းသူတို့အလောင်းနေကြီးပဲနေရာတိုင်းသူတို့လောင်းနေကြီးပဲအဲ့ဗိုလ်မှူးလေး၄ယောက်ဆိုရင်တော့သူက drone ပြင်နေတာလေအဲ့ drone ပြင်နေနေပြင်ခံရတာဗောနော် drone နားမှာသူကစုဝေးနေတာအဲ့ဒါကိုအချိန်တိုင်းချလိုက်တာအကုန်လုံးအသေးပဲဆိုပြီးတော့ဒါသိရတယ်ဗောနော် ီးတော့တိုက်ပွဲကနေ့စဉ်ဖြစ်နေတာရှိသလိုစစ်ကောင်စီဘက်ကတေးတာဆိုတာသူကနေတာများတာပဲกว่าနေတိုင်းတေးနေတာအဲအဲ့လိုပုံစံမျိုးကြီးလည်းတည်ရတယ်တကယ်အားရစရာကောင်းတယ်အဲ့တော့မြေပြင်မှာအထိနာနေတဲ့စစ်ကောင်စီကအခုနောက်ပိုင်းဒါသူကအရက်ထဲမှာဆိုရင်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်တယ်လေကြောင်းတိုက်ခိုက်မှုကို drone jet fighter အပြင်ဝိုင်းတွဲအဲ့လိုပုံစံမျိုးတွေနဲ့ဒါဇက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာတွေရှိတယ်တနေကုန်ကျဲတာပြီးရင်တစည်းပြီးတစည်းလာပြီးကျဲတာ ဲ့တော့အဲ့လိုပုံစံမျိုးနဲ့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ပေါ့နော်မြေပြင်မှာတိုက်ပွဲတွေလည်းပြင်းထန်နေတာရှိသလိုဒါကျွန်တော်သတင်းကောင်းတွေလည်းအများကြီးရှိတယ်ဆိုတာကိုအခုလိုမျိုးစုံစမ်းရသမျှပြောပြပေးတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုဒါကျွန်တော်တို့ဒါကြောက်ဖြူကြောက်ဖြူကြောင်းလေးကျွန်တော်တို့သွားလိုက်မယ်ကြောက်ဖြူမှာစစ်ကောင်စီကရေချောင်းရောလေချောင်းကနေရောသူကဆင့်ရရဖြစ်တင်းနေတာရှိတယ်ပြီးတော့အာခတ်တက်တော်အေအေတိမ့်ပိုက်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်ဖို့အတွက်စစ်ကြောင်းတွေခွဲပြီးခြစ်တက်လာနေတာရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော် ဒါဒါကလည်းဒါအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်။ဘာလို့လဲဆိုတော့စစ်ကောင်စီဘက်ကဒီနေရာတွေကိုသူတို့အသေးအံပြန်ရမှဖြစ်မယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတာ။ဘာလို့လဲဆိုတော့ရခိုင်ပြည်နယ်ထဲမှာသူတို့ဒါရွေးရွေးကောက်ပွဲဒါဆန္ဒမဲပေါ့နော်။ဒါကောက်ခံမဲ့နေရာတွေကသူကချန်လက်ထားခဲ့တဲ့နေရာ၄နေရာရှိသေးတယ်။အဲ့၄နေရာမှာဒါရဖို့အတွက်ပေါ့နော်။အဲ့၄နေရာကိုရဖို့အတွက်အခုလိုမျိုးအသေးအံဒီကြောက်ဖြူကနေပြီးတော့တဆင့်ပေါ့နော်။ထပ်ပြီးတော့တိုးချဲ့နိုင်မှုအတွက်ကိုသူတို့စူးစမ်းနေရရှိတယ်။အဲ့တော့ကျတော့အဲ့နေရာတွေရဖို့အတွက်ကအတာနေရောအခုဆိုရင်ကိုပဲတော်တော်လေးအထိနာနေတဲ့အနေထားပေါ့နော်။ အဲ့မှာစစ်ကောင်စီကဒါကြောက်ဖြူမှာဒါစီးနှစ်ဖက်ငိန်တက်နေတဲ့ကြားတွေကသူကလေချောင်းရေချောင်းကနေပြအင်အားဖြည့်တယ်ပြီးတာနဲ့အေးထင်းချုပ်လာတဲ့နေရာတွေကိုဒါစီးချောင်းထိုးဖို့လုပ်နေတယ်အင်အားတွေဒါတိုးချဲ့ပြီးတော့ပို့ဆောင်နေတဲ့နေရာတွေဆိုရင်ဒါကြောက်ဖြူမျိုးပေါ်ကခလာရ34ပြီးရင်ဂုံးချိတ်တက်နေတဲ့ကခမရ54နှစ်53အဲ့တက်ရင်နေပြီးရင်ဒါတစ်ပုတ်တောင်ရေတက်စကန်တညာဝရီရေတက်စကန်ပေါ့နော်အဲ့ဒီစကန်တွေကိုဒါအဓိကအင်အားဖြည့်တင်းနေတာတွေရှိတယ်ပြန်အဲ့ဒီကနေတဆင့်သူကခုနပို့တဲ့အင်အားတွေကအဲ့ထဲကိုအရင်ပို့တယ်အဲ့ဒီကနေမှတဆင့်သူကရှေ့ကာကင်းစကန်တွေဖြစ်ကြတယ် မှတ်30နှစ်ရဲကြတဲ့ရင်အဲရဲတဲ့ရင်နေနေရဒါကာကင်းစကိုင်းဖြစ်နေပြီမှတ်30နှစ်ရဲတဲ့ရင်ကိုပို့တယ်ဒါမလာကြိုးကြေးရွာမှာရှိတဲ့သဘောတန်ွေဒါလက်ခံတူလောင်ပို့ဆောင်ရုံ OGD ပေါ့နော် OGD လို့ပဲသူကောက်ပြောကြများတယ်အဲ့နေရာကိုလည်းဒါကာကင်းစကိုင်းနေအဲ့နေရာကကာကင်းစကိုင်းနေကိုလည်းပို့တယ်ပြီးရင်ဒါတစ်ပုတ်တောင်လမ်းပိုင်းမှာရှိတဲ့ကက်တပြေကာကင်းစကိုင်းနေကိုလည်းဒါဆင်ရားတွေတိုးချဲ့ပို့ဆောင်နေတာတွေရှိတယ်ဒီနေရာတွေကစစ်ကောင်စီအတွက်အရေးကြီးခံတက်ခံစစ်စီးနေရာတွေဖြစ်တဲ့အတွက်တောင်းလျှောက်ကိုအင်အားတွေတိုးချဲ့ပြီးတော့ပို့နေတာရှိတယ် ဒီအင်အားတွေကနေမှတဆင့်သူကစစ်ကြောင်းတွေခွဲပြီးတော့ဆက်ပြီးတော့ခြိတတ်မှာပေါ့နော်အဲ့တော့အဲ့ခြိတတ်လာတဲ့စစ်ကြောင်းတွေအနေနဲ့ဆိုရင်ဒါလက်ရှိမှာမလာကျိုးကျေးရွာနေရှိတာခုနပြောတဲ့ဒါ OGD ဆက်ယုံပေါ့နော်အဲ့ကာကင်းစကန်နေကနေပြီးတော့ဒါလိတ်ခမော်ကျေးရွာအဲပြီးတော့ဒါဂေါ်တူကလပါအဲဒီနားတွေကိုဒါအင်အားအများပြားနဲ့စစ်ကြောင်းထိုးလာတယ်တွေ့ရတယ်ပေါ့နော်နောက်ထပ်စစ်ကောင်စီရဲ့အင်အား၄၀၀ပါတဲ့စစ်ကြောင်းတစ်ခုကလည်းဒါညောင်ရီရေတဲ့စကန်ဌာနချုပ်နီးမှာရှိတဲ့ဒါ ကတပြေကကင်းစခန်းပေါ့နော်အဲစခန်းကနေပြီးတော့ပြားတဲအပြီးရင်တပြူတောင်ပြီးရင်တဖန်းကအဲ့ဘက်ကြီးရွာဘက်တွေကိုစစ်ကြောင်းထိုးတယ်အဲစစ်ကြောင်းတစ်ကြောင်းထိုးတယ်ပေါ့နော်ဥကင်းကြံချိုင်ကြီးရွာဘက်တွေကိုလည်းစစ်ကြောင်းတစ်ကြောင်းထိုးပြီးတော့ဒါတက်လာနေတာတွေတွေ့ရတယ်အဲပြီးတော့နောက်တစ်ခုကလည်း32ရဲတပ်ရင်းကနေပြီးတော့ဒါနှမ်းဖဲတောင်ကန်ဒီအဲအဲ့နေရာတွေကိုစစ်ကြောင်းထိုးချီတက်လာတာတွေရှိတဲ့အပြင်ဒါအရခတ်တော်အေနဲ့လည်းရံဖရက်ကဒါတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာ ဒါကြောက်ဖြူမှာတော့စစ်ကြောင်း၄ကြောင်းပုံစံမျိုးနဲ့ထိုးစစ်ဆင်လာတယ်စစ်ကောင်စီရဲ့ဒါဆုံးရှုံးသွားတဲ့နေရာတွေကိုပြန်ရယူဖို့အတွက်အသေးအံစူးစမ်းနေတဲ့ဟာတွေလည်းဖြစ်တယ်လို့ပေါ့နော်စစ်ကောင်စီနဲ့အာခတ်တတော် A နဲ့လည်းမြေပြင်မှာတိုက်ပွဲတွေခက်ဆိတ်ဆိတ်ပြန်ပြီးတော့ဖြစ်လာနေပြီဆိုပြီးတော့လည်းသိရတယ်ပြော်ဒီအားနဲ့ပတ်သက်လို့ပေါ့နော်အာခတ်တတော် A ရှိတဲ့နေရာမျိုးတွေမှာစစ်ကောင်စီကနှီးမျိုးစုံတော့လုံနေတာပဲတခြားနေရာတွေမှာလုံသလိုနှီးမျိုးစုံလုံတယ်အဲကင်ဘတ်မှာထိုးသလိုမျိုးပုံစံမျိုးလုံတာပဲအင်အားထောင်ထဲချပြီးစစ်ကြောင်းတွေအများကြီးနဲ့ခွဲပြီးထိုးတာပဲအာခတ်တတော် A ဘက်မှာထိုးတယ် ကချင်ဘက်မှလုံးတို့လည်းထိုးတာပဲအညာဘက်မှဒါစကိုင်းဘက်မှဒီလိုနေရာမျိုးတွေဆိုရင်လည်းထိုးတာပဲကင်းဒီဘက်မှလုံးတို့ပုံစံမျိုးလည်းလုံးတာပဲပေါ့နော်ဒီပြောဆောင်လည်းလုံးတာပဲဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်လို့ ARD သတင်းဌာနနဲ့အင်တာဗျူးတဲ့ခါကျတော့ဒါမေးတယ်ပေါ့နော်ကိုအောင်ဆောင်မေးရခိုင်ဘက်မှဒီစစ်ကောင်စီမြန်မာစစ်တပ်ကပေါ့နော်အတန်မထွက်နိုင်တာဘာလို့လဲဆိုရောမေးရအဲ့ဒါစားတယ်ပေါ့တကယ်မိုက်တယ်အဲ့မှာဘုရုပ်ထွန်းမျက်နှာပြန်ပြီးတော့ဖြေတဲ့ဟာတကယ်ကြိုက်တယ်အာဘုရုပ်ထွန်းမျက်နှာတကယ်သိရတယ်မယ့် ထိထိမိမိပြောတတ်တယ်ဗျာအဲ့မှာမြန်မာစစ်တပ်ကရခိုင်ဘက်မှာအတန်မထွက်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့အတန်မထွက်တဲ့ဟာကဘာလို့လဲဆိုရင်မေးတဲ့ခါကျတော့အတန်ထွက်တော့အောင်အနေထားမရှိလို့ပေါ့ဗျာတဲ့စေကောင်စီဘက်ကဟုတ်တယ်နော်ကျွန်တော်ပြ तू ကတခြားနေရာတွေမှာလည်း तू လုံးတာပဲဒါပေမဲ့ရခိုင်ဘက်မှာကျတော့ तू လုံးသမျှလုံးဝပြန်ပြီးတော့နောက်ကျောင်းပြန်လှည့်နေရတဲ့စစ်ကြောင်းတွေရှိတယ်အထိနာပြီးတော့ဒါပြန်ဆုတ်ခွာရတဲ့စစ်ကြောင်းတွေရှိတယ်အာဒီစစ်စစ်ရုံတွေဘာတွေမှမလောက်ငါတော့လို့တခြားနေရာတွေအထိပါပို့ပြီးတော့ကုသနေရတဲ့ဟာတွေရှိတယ် ချုပ်တင်းကြိုင်းကုန်းနေဆိုရင်တောက်လျှောက်တောက်လျှောက်မြုပ်နေရတာဖြစ်တဲ့အတွက်အဲ့မှာမမြုပ်တော့ဘဲနဲ့ဒါရန်ကုန်ထိပို့စစ်တွေထိပို့ဆိုပြီးတော့အဲ့လိုပို့ပြီးတော့ဒါလူမသိသူမသိဒါမြုပ်နှံပေးနေရတဲ့စစ်ကောင်စီအလောင်းတွေအများကြီးရှိတယ်အဲ့တော့သူတို့မှအယံအထိနာသူတို့ပြန်သိမ်းလိုက်နိုင်ပြီလို့သူတို့ပြန်ရသွားပြီလို့ပြန်ထိမ်းလိုက်နိုင်ပြီလို့ဆိုတဲ့ဟာတွေကတောက်လျှောက်တောက်လျှောက်သူတို့နေရာအနှံ့မှာရသမျှသူတို့လုံနေကြရရှိတယ်ဒါမဲ့ခိုင်မတ်မှာမရှိဘူး တော့မလားကျွန်တော်တွေ့ရတိုင်းပဲကြောင်မဲဆိုလဲကြောင်မဲအာပြောပြမိအာကြောင်မဲဘလို့ထိန်းတော့မှာဘလို့ရတော့မှာဟာအာရှလန်ဆိုလဲအာရှလန်ပြောပြမိအာလုံးဝဝေးဝေးဆဆတက်ပုံမတန်းနေနဲ့ပြောတာရှိတယ်အာဘုံမော်ဆိုလဲဘုံမော်တို့ပြောနေတာပဲလက်ရှိမရအောင်အဲအဲ့လိုမျိုးပုံစံမျိုးပြောတယ်ဆိုပေမဲ့ကြောက်ဖြူမမကြအဲ့လိုပြောခွင့်ကိုမရအောင်အာခတ်တော်အေကအဲ့လိုကြီးကြိတ်ထားတာအဲ့လိုကြီးကိုနှိမ်ထားတာဖိထားတာအဲ့လိုကြီးအဲ့ကြောင့်ဟိုကောင်းနေဘလောက်ပဲလှုပ်လှုပ်ပေါ့နော်အခုတက်မတွေချိန်သွားတယ်ရှေ့ကတက်မတွေအထိနာပြီးပြန်သွားတယ်အဲအဲဥစ္စာကိုလဲသူကမဲဝါရဖြန့်သေးတာ အာအောင်ပွဲရရှေ့တန်းပြန်ဘာညာဆိုရတကယ်တမ်းခွေခောက်ပြီးတော့လစ်သွားတာအဲအဲ့လိုပဲဒါနောက်လာတဲ့တမဆိုလဲဒါအခုဆိုရင်ပြင်းခံနေရတာအေးအေးယူခံတဲ့အကောင်တွေရှိနေပြီပြုတ်သွားတဲ့တဲမှုတွေပေါ့နော်အဲပြီးရင်ဒါတေသွားတဲ့ကောင်တွေအားအများကြီးဖြစ်လာနေပြီအဲ့လိုမျိုးဆိုတော့သူတို့ကတကယ်ကိုအတန်မထွက်နိုင်ဘူးဖြစ်နေတာပေါ့နော်အဲ့မှာဒါအဲရုပ်ထုတ်မြင့်နိုင်ပြောတာပေါ့နော်တိုက်ပွဲဖြစ်တဲ့အတွက်အထိနာလာတော့ရှိတာပေါ့ဟိုဘက်ဒီဘက်အထိထိကြတာရရှိတယ်တိုက်ပွဲဖြစ်တာဖြစ်တဲ့အတွက်တေကြကြည်ကြတာရရှိတယ်ဒါပေမဲ့သူတို့ဘက်ကပိုအထိနာတယ်တဲ့ဒါစစ်ကောင်စီဘက်ကပိုအထိနာတယ်ပေါ့နော် ဲ့တော့ရန်သူတင်ရင်တော့နိုင်တယ်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်တော့ဒါတနိုင်ငံသားတွေဖြစ်နေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါဟုတ်ဒါစစ်ပွဲအနေနဲ့ဒါတပိုင်းပေါ့နော်ဒါပေမဲ့ခုနအတွေးအနေနဲ့ပြန်တွေးတဲ့ခါကျတော့အဲ့လိုပုံစံမျိုးလဲတွေးမိတယ်ဆိုပြီးတော့ဒါအကတတော်ဒါဘူဂျိုထွန်းမျက်နှာပြောသွားတယ်ပေါ့နော်ဟုတ်လဲဟုတ်တာပဲအဲတကယ်ပြန်တွေးပြီးရဲ့ခါကျရင်ဒါတွေပြီးသွားရင်ဘယ်လောက်ထိ သူပြောတဲ့အတိုင်းပေါ့ဗျာအဲဒါတွေပြီးသားရင်လူကဘယ်လောက်ထိကြံအောင်ပါလဲဒီဟာတွေဘယ်လောက်ထိဒါပြန်လဲထူထောင်ရေးတွေလောက်ရအောင်ပါလဲဆိုတဲ့အတွေ့အကြုံကတော့တပိုင်းပေါ့နော်ဒါပေမဲ့မြေပြင်မှာစစ်ကောင်စီကတော့တော်တော်လေးအထင်အနေနဲ့အနေထားအဲ့လိုအနေထားအနေမှာသူကစိတ်တဲ့စိတ်စင်ရင်အနေနဲ့ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဟိုလိုရပြီဒီလိုရပြီဆိုပြီးတော့ထုတ်ပြန်လာနေတဲ့ဟာတွေကိုလည်းသူကခနဲ့သွားတယ်အဲ့ဒါပါလဲဆိုတော့အဲ့လိုမျိုးသားဒါစိတ်တဲ့စိတ်စင်ရင်အနေနဲ့သူထုတ်ပြတယ်လို့သားကျွန်တော်တို့ထုတ်ပြမယ်ဆိုသူတို့ပို့တော့အချက်ကွဲအောင်မယ်လေဟုတ်တယ်အရှိမလဲအဲ့လိုလုပ်ခဲ့ဘူးလေအာရခတ်တော်အေကထုတ်ပြန်မဲ့ မှတ်တမ်းဗီဒီယိုတွေဆိုရင်ဆောက်ပြီးပါကြည့်ရတဲ့အစင်ဒီဖြစ်တာညသကောင်ထုတ်ရင်ညသကောင်ကြည့်ရတယ်ကျွန်တော်တို့ကတကယ်အားရလို့ဟာတကယ်လုံးဝအပါတရားပုံစံမျိုးနဲ့ဇလန်းဇညွန်းဇက်ကွအစုံပြတာပေါ့နော်အဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်တကယ်သာရသမျှထုတ်ပြမယ် ရလက်အကုန်လုံးသာပြကြေးဆိုတဲ့ခါကျရင်စစ်ကောင်စီဘက်ကပူတော်မှာအချက်ကွဲဥမယ်ဆိုပြီးတော့ပြောကျင်တာပေါ့နော်ပြောရရင်တော့စစ်ကောင်စီကအနိုင်ပြကျင်တာဒါပေမဲ့အာရခတ်တက်တော် AA ရှိတဲ့ရခိုင်ဘက်မှာတော့အနိုင်ပြလို့ကိုမရဘူးဖြစ်နေတာပေါ့နော်အနိုင်ပြကျင်တော့အဆိုတော်ပဲသွားပြရီပေါ့အဲ့လိုပုံစံမျိုးတွေကိုဖြစ်နေတဲ့အနေအထားအဲ့တော့ဘလိုပဲဖြစ်ဖြစ်အာရခတ်တက်တော်ကတော့လက်ရှိအခြေအနေမှာပေါ့နော်ဒါဒီဗိုလ်ချုပ်ထမြက်နိုင်တဲ့ interview တွေကိုလည်းအားလုံးကြည့်ပြီးဖြစ်နေမှာပေါ့နော်ကြည့်ရပြီးတဲ့အချိန်မှာလည်းအတွေ့အကြုံအများကြီးရနိုင်မယ်အာရခတ်တက်တော် AA ကလူမျိုးစုတစုလွတ်မြောက်ဖို့ဆိုတာထက်ပေါ့နော်အခုနောက်ပိုင်း ပို့ပို့ပြီးတော့တိလာရတဲ့ဟာတွေကဘာတွေရှိမလဲပြီးတော့ခေါင်းဆောင်တယောက်ရဲ့အရေးချင်းဖြစ်တဲ့အတွက်ပေါ့နော်စကားပြောပုံဆိုပုံတွေကမှအစခြားပြသင်းတဲ့ဟာအတက်စရာအကြောင်းအရာကိုတွေဝိုက်ပြီးတော့ပြောပြသွားတဲ့အရာလေးတွေကစတကယ်စိတ်အားတက်ကြွရတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီသတင်းကောင်းတွေကတော့ဇက်တိုက်ရှိနေမှာပဲအာခတ်တက်တော့အေးဘက်ကတော့တိတဲ့အတိုင်းပဲအဲ့တော့ကြတော့စစ်ကောင်စီဘက်ကဘလိုပဲသွေးခွဲပါစေဘလိုပဲဝါရဖြန့်ပါစေဒါတွေကိုကျွန်တော်တို့ယုံကြည်မှုရှိပေးတဲ့မြေပြင်မှာ ရှိနေတဲ့ရလက်တွေကိုကြည့်ပြီးတော့ဒါကျွန်တော်တို့ဆုံးဖြတ်ကြရမှာဖြစ်တယ်ဗောနော်အခုဆိုလဲစက်ကောင်စီကသူရခဲ့တဲ့နေရာတွေကိုတချို့ဆိုရင်သူကအာဘယ်လိုမျိုးရလဲဘယ်လိုမျိုးဘယ်နေရာတွေကိုတင်းလိုက်ပြီးဘာညာဆိုတဲ့ပုံစံမျိုးတွေတောက်လျှောက်လုလာနေတာတွေရှိတယ်အဲ့ဒါတွေကစိတ်တဲ့စစ်စင်ရေးဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကောင်းကောင်းသိဖို့လိုတယ်ကောင်းကောင်းတုံ့ပြန်နိုင်ဖို့လိုတယ်ဒါကတကယ်အရေးကြီးတယ်ဗောနော်အခုဆိုရင်ဒါနာမကဘတ်မှာဆိုလဲဒါဂျိုင်ယိုကော်ပိုရာတွေဗောနော်အဲ့ဟာတွေကစပို့ပြီးတော့ဒါတိုက်ခိုင်းနေတာတွေရှိလာတယ်အဲ့ဘက်ချမ်းကဒေတာကအဖွဲတွေဆိုရင်လည်းဒီနေ့ဒီချိန်ထိရွရွချွန်ချွန်ကိုတိုက်နေကြတာဗောနော် အညာဒိတာဆိုတာအတိတဲ့အတိုင်းပဲအရန်ခက်ခဲတယ်ဗျာအာဆိုတာလက်နဲ့လမ်းကြောင်းပဲဖြစ်ဖြစ်တေယူပို့ဆောင်ရေးလမ်းကြောင်းပဲဖြစ်ဖြစ်ပေါ့နော်ဒါဝေယူရေးမှာပဲဖြစ်ဖြစ်တော်တော်ကိုခက်ခဲတဲ့အနေထားဈေးတွေပါလေဆိုလည်းတခြားနေရာထက်ဆိုင်ရင်ဒါတေယူရတာဝေးတဲ့အတွက်ပေါ့နော်ဈေးတွေကနှစ်ဆသုံးဆအထိမြင့်တက်နေတဲ့အနေထားအာပြီးတော့ကြတော့ဒါဂျားကနေပြီးတော့လှုပ်ရှားတဲ့ဂျားပွဲစားလို့ကောင်မျိုးတွေပေါ့နော်အဲ့လိုကောင်မျိုးတွေကလည်းရှိနေတာဖြစ်တဲ့အတွက်ဒါဒေါ်လာကြီးမှတော့ရှိမှာပဲကိုကျိုးရှာတဲ့ကောင်ကလည်းရှိမှာပဲအဲ့လိုကောင်တွေလည်းရှိနေတာဖြစ်တဲ့အတွက် ခက်ခက်ခဲခဲလုံနေရတဲ့အညာမြင့်တော်လှန်ရေးကိုလည်းကျွန်တော်တို့သတိမမေ့စေချင်ဘူးပေါ့နော်သတိတရားနဲ့ကုပေးစေချင်တယ်အဲအကြောင်းလို့လည်းကျွန်တော်အခုဆိုရင်ဒါအညာဘက်ကတော်လှန်တပ်ဖွဲ့နဲ့တဝူးတယောက်ချင်းတွေ့ပြီးတော့အင်တာဗျူးလေးတွေလုပ်တယ်သူတို့စီကအခက်ခဲလေးတွေကျွန်တော်တို့လုံခြုံရေးစိတ်ရေးမပါတဲ့အင်တာဗျူးပုံစံမျိုးပေါ့ဗျာအဲအဲ့လိုမျိုးဟာလေးတွေကျွန်တော်တို့လုပ်ပေးနေရရှိတယ်အဲ့လိုလုပ်ပေးတဲ့ခါဒီမှာလည်းအကူညီပေးတဲ့မိဘပြည်သူတွေလည်းတကယ်ကျေးဇူးတင်တယ်အကူညီပေးသွားတဲ့ခါကျရင်အဲ့လိုမျိုးလာလာပြောကြရပေါ့နော်အာကိုတက်မြတ်ကျွန်တော်ကတော့ဘလောက်သွားပေးလိုက်ပြီးအဲကျွန်တော်တက်နိုင်တဲ့လောက်ထပ်ကြိုးစားမယ်ဘာညာအဲ့ဟာတကယ်ဝမ်းသာရတယ်ကြည်ညူးရတယ် အာကျွန်တော်တို့တပ်ဖွဲ့တွေကိုကျွန်တော်ပြည်သူတွေကပြစ်မထားဘူးဆိုတဲ့ပုံစံမျိုးလည်းဖြစ်သွားစေတယ်ဗောနော်အဲအဲ့လိုမျိုးတွေတည်းဒါဒီချိန်မှာတကယ်လိုအပ်ပါတယ်စိတ်ကောင်းစီကလုံးဝမြေပြင်မှာအရှိန်ဟုန်မြင့်ပြီးတော့ဗောနော်ထိုးစစ်တွေကိုလှုပ်ဆောင်နေတဲ့ချိန်မှာအဲ့ထိုးစစ်ကလည်းအကုန်မဲဆိုတဲ့ဟာကိုကျွန်တော်သိအဲ့ထိုးစစ်ကိုကျွန်တော်ကောင်းကောင်းကြီးပြန်ပြီးတော့ကြော်လွားတုံ့ပြန်နိုင်တဲ့အနိုင်ယူနိုင်တဲ့ဆိုရင်စိတ်ကောင်းစီနေနဲ့ဘာမှကိုမကြံတော့လောက်အောင်ဖြစ်သွားလိမ့်မယ်အဲ့ကြကျွန်တော်တို့ဒီတက်နိုင်တဲ့လောက်ဆက်ပြီးတော့စူးစမ်းကြမယ်ဝိုင်းဝန်းပြီးတော့ကုညီကြမယ်အဲဒီလိုပုံစံမျိုးနဲ့ပဲရှေ့ဆက်မယ်ဆိုရင် ကျောင်းတေချာပေါအောင်မြင်မှုရမယ်လို့ယုံကြည်ပါရဲ့အားလုံးပဲကျေးဇူးတင်ပါတယ်